ပြည်သူတွေရဲ့ထင်မြင်ချက်တွေဟာလက်ရှိဖြစ်ပေါ်နေတဲ့မြန်မာနိုင်ငံရဲ့အပြောင်းအလဲအရှိကိုရောက်နေတဲ့အတွက်စိတ်ရှည်ဖို့လိုတယ်လို့နိုင်ငံရေးသိပ္ပံပညာရှင် Francis Fukuyama ကပြောပါတယ်ခွန်ဘသာသတင်းပေးပို့ထားပါတယ်ခင်ဗျာနိုင်ငံရေးသိပ္ပံပညာရှင် Francis Fukuyama ဟာအော်ကူလာ၁၂ရက်နေ့ကရန်ကုန်မြို့မှာရောက်ရှိနေတုန်းမြန်မာနိုင်ငံရဲ့အပြောင်းအလဲပေါ် DBP ရဲ့မေးမြန်းတဲ့အခါမှာအခုလိုပြောဆိုလိုက်တာပါ Well I think that one thing that needs to happen is people have to be a little bit patient uh, if you look at Burma compared to other countries uh, that uh, have tried to make democratic transitions, what's happening here is happening very, very quickly. ကျွန်တော်မြင်တာကတော့လူထုတွေစိတ်ရှိဖို့လိုပါတယ်။တခြားနိုင်ငံတွေနဲ့နိုင်ရှင်ကြည့်မယ်ဆိုရင်မြန်မာနိုင်ငံရဲ့ဒီမိုကရက်တစ်အပြောင်းလဲဟာအရန်ကိုမြန်လုံးပါတယ်။အဲ့တော့ပြည်သူတွေရဲ့အမြင်ကတော့လက်ရှိဖြစ်ပွားနေတဲ့အပြောင်းလဲရဲ့အရှိကိုရောက်နေပါတယ်။စစ်အစိုးရလက်ထက်ကနေရှင်ကြည့်ရင်ပထမဆုံးအကျဉ်းလူတော်ကြီးပေါ်လာပါတယ်။ တစ်ဖက်မှာလည်းညှို့ညွတ်မြတ်တတဲ့နိုင်ငံရေးပါတီတွေလိုအပ်တဲ့အကြောင်းပြောပါတယ်။အဖွဲ့တစ်ဖက်ကနေအစိုးရအဖြစ်ပြောင်းလဲလာတဲ့အခါမှာဒီမိုကရေစီအပြောင်းအလဲအတွက်မကြခဏမအောင်မြင်တာတွေရှိတတ်ပါတယ်။အထူးသဖြင့်မူဝါဒအပြောင်းအလဲတွေလိုမဲဈေးပွားရေးတိုးတက်ဖို့လိုတယ်။ဒါတွေကတကယ်အရေးကြီးတဲ့တော့ချက်တွေဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ဈေးပွားရေးကောင်းမယ်ဆိုရင်အလောက်ကန်တဲ့အခွင့်အလမ်းတွေအတွက်ဖန်ဆင်းပေးနိုင်မယ်။ပြည်သူတွေကကိုယ့်အဖွဲ့အစည်းကိုအတိအမှပြုလာမယ်။ ဒါပေမဲ့အခြေခံကျတဲ့ရေမီကျမရေနဲ့ပညာရေးတွေတွေ့လဲဆောင်ရွက်ရမှာဖြစ်ပါတယ်။ဒီမိုကရေစီနိုင်ငံဖြစ်ဖို့ကရှေလျတဲ့လုပ်ငန်းစဉ်တွေကိုခက်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 ဖြတ်ကျော်ရမယ်လို့ဖူကူယာမာကပြောပါတယ်။မြန်မာနိုင်ငံမှာရင်းနှီးမြှုပ်နှံမှုတွေနဲ့အလေအမြတ်တိုးတက်လာနိုင်ပါတယ်။တပည့်မှလည်းလဆာမှုတွေဟာပြဿနာတစ်ခုလို့ရှိနေမဲ့အကြောင်း။ဒါမဲ့ရွေးကောက်ပွဲမှာဒီမိုကရေစီအင်အားစုတွေအနာရလာတော့မှာပါ။ ရလာမဲ့အာနာကိုလက်တွေ့အသုံးချနိုင်ဖို့အောင်မြင်အောင်ဆောင်ရွက်နိုင်ဖို့ကမူဝါဒတည်းလိုအပ်တယ်လို့ဖူကူယာမာကပြောပါတယ်။ Francis Fukuyama ဟာဂျပန်ွယ်ဖွားဖြစ်ပြီးအမေရိကန်ရဲ့နိုင်ငံရေးစီးပွားရေးအတွေးခေါ်ပညာရှင်တဦးဖြစ်တယ်လို့နာမည်ကြီးတဲ့စာရေးဆရာလည်းဖြစ်ပါတယ်။1992ခုနှစ်ကတမိုင်းနစ်ဂုံးဆိုတဲ့စာအုပ်ကြောင့်လည်းနာမည်ကြီးခဲ့သူဖြစ်ပါတယ်။2012ခုနှစ်တုန်းကလည်းမြန်မာနိုင်ငံကိုရောက်ရှိခဲ့ပြီးမြန်မာပြည်ရဲ့အပြောင်းအလဲတွေကိုနောက်ကျောင်းပြန်သွားနိုင်တဲ့ဆိုတာကိုသတိပေးခဲ့ပါတယ်။ 真的恐怕咋办？